အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စက်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ28ရက်အစည်းအဝေးကောင်းဆုံးသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ယခုကွန်တက်ဗီဒီယိုလေးကိုလက်မလေးတွေထောင်ပြီးတော့ comment လေးတွေရေးပေးကြဖို့မေတ္တာရက်ခံပါရစေပြည်သူတွေရေးပေးတဲ့ comment line ကိုကျွန်တော်ကျွန်တော်ရဲ့ admin တင်ရောအားလုံးဖတ်ရှုပါတယ် ရေးပေးတဲ့ comment တွေအတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ် comment တွေကဝေဖန်အကြံပြုချက်တွေကိုလည်းကျွန်တော်တို့အလေးထားပြီးတော့ like နာဆောင်ရွက်လျက်ရှိပါတယ်အဲဒီနေရာမှာကျွန်တော်တခုမြတ်တာရခံရစီကျွန်တော်ဒီယခုစေရေးသတင်းသုံးသပ်ချက်များကိုသတင်းသုံးသပ်ချက်ပုံစံတိုင်းသာပဂရိအနေထားနဲ့ညစွာကွဲလွဲခြင်းမရှိအောင်ခံမှန်းသုံးသပ်ခြင်းဖြစ်ပါတယ်အင်တာတိန်မန့်ပုံစံမျိုးနဲ့လည်းနောက်ပိုင်းကျရင်တင်ပြပေးသွားဖို့ရှိပါတယ် သို့တော့စီရီတရင်တုံးတက်ချက်ဆိုတဲ့နေရာမှာတော့ကျွန်တော်ဒီပြည်သူဘက်တော်သားတယောက်ဖြစ်ပါဒါပေမဲ့တိုက်ပွဲအခြေအနေတွေကိုတော့ကျွန်တော်တို့လို့တလို့ပုံဆွဲပြီးတော့ရေးလို့မရေးတင်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကျွန်တော်ရဲ့အဓိကပေါ့နော်အဓိကပြည်ထက်တွေကလည်းမြေပြင်တရင်အစစ်အမှန်နဲ့အနည်းစားဆုံးခံမှန်းချက်တွေကိုပဲလိုလားတယ်လို့ကျွန်တော်တို့အကြမ်းကြီးယူဆပါတယ်ဒါမှမဟုတ်ဘူးမကြိုက်ဘူးဒုတိမဟုတ် ကျွန်တော်တို့ခံရတဲ့အကြောင်းလုံးဝမပါသေးဘူးဆိုရင်လည်းအဲအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့တင်ဆက်လို့ရပါတယ်ဒါပေမဲ့ဗဂရီကျွန်တော်ပြောခဲ့သလိုပဲဗဂရီအနေထားပါခံရတာလည်းရှိမယ်ကြံချတာလည်းရှိမယ်မြေပြင်အနေထားနဲ့ပေါ့နော်မြေပြင်အနေထားနဲ့ညွှန်းစွာဝင်းကွာသွားခြင်းမရှိအောင်သုံးသပ်ပေးခြင်းပဲဖြစ်ပါဒါတော့ကျွန်တော်တို့မြေပြင်မှာအဓိကသည်ပြည်သူအတန်အားပို့ပြီးတော့အရေးကြီးပါတယ်နှစ်ဖက် လက်လက်ကမ်းပြီးတိုက်နေတဲ့အချိန်မှာတော့ဒေဘက်ကိုပဲအမင်းမင်းငါတို့ကတော့မခံရဘူးဒါပဲပြောကြမှာဖြစ်ပါတယ်ငါတို့ကတော့ဘလို့တိုက်တာဘလို့ဖြစ်လို့ပြန်ဆုတ်ခဲ့ရတာကိုညံ့နေလို့တော့ဘယ်သူမှမပြောပါဘူးကျွန်တော်တော်လိုင်းရေးဘက်တော်သားတွေကိုလည်းညံ့နေလို့တခေါမှမပြောသလိုစစ်တပ်ကိုလည်းအထင်လည်းမကြည့်ပါဘူးအထင်လည်းမသိပါဘူးဂျန်သူကိုအထင်ကြီးလို့မရပါဘူးအထင်သေးလို့မရပါဘူးကျွန်တော်အဝေးတနေရာကနေတုံးစံနေခြင်းဖြစ်ပါတယ်။မြေပြားဖွဲ့တွေဒီပို့ပြီးတော့အတိဆုံးဖြစ်ပါတယ်။ ျွန်တော်ရဲ့ကြီးရဲ့အမှန်လေတော်လန်ပြည်သူတွေအတီးဒီစိုက်ပွဲတစ်ခုအခြေအနေကို အားလုံးအပေါ်စီးစကုတ်ကနေအပေါ်စကုတ်ကနေကြည့်နေလို့ရအောင်မြင်နေရအောင်သင်ပြပေးခြင်းပဲဖြစ်ပါဒါကြောင့်ကျွန်တော်ရဲ့သုံးသပ်ချက် တွေမှာခံရတာလည်းပါပါလိမ့်မယ်ပြန်ဆက်လာလည်းပါပါမယ်ဒါကတော့သကတိအမှန်တရားကိုတွေ့ဖယ်လို့မရတဲ့သုံးသပ်ချက်များတာဖြစ်ပါတယ်နောက်တစ်ခုရှင်းဥစွာတော့တို့ရဲ့ အကွက်တွေစပြီးတော့ပုံဖော်လာနေပြီဖြစ်ပါတယ်ဗီလာတို့သမတရောက်လာတဲ့အချိန်မှာပဲကြိုတင်ပြီးတော့စီမံထားတဲ့အတိုင်းငါငါကာကြီးနိုင်ငံရေးအကျဉ်းသားတွေကိုဆေလွတ်ပေးပါတယ်တကယ်တော့ဆေလွတ်ပေးတဲ့အရေးအတွက်ကနည်းတယ်ဆိုပေမဲ့905နဲ့ဆွဲခံထားတဲ့လူတွေလည်းလွန်ကျင်းပြစ်ဒဏ်ရရှိပါတယ်ပြီးရင်ကျွန်တော်တို့ငါငါကာကြီးတက်ပြီးတော့ဖမ်းဝရမ်းထုတ်ထားတယ်ဗောနော်အဓိကအဖြစ် PSMS ထဲမှာပါတဲ့အဖွဲ့တွေလည်းအသက်ရှူချောင်းသွားပြီလို့တော့ပြောရမှာဖြစ်ပါတယ် အဲ့ဒီတော့လွတ်လာကြတဲ့နိုင်ငံတွေအတွက်ကောပြည်တံလျှော့ပေါခံရတဲ့နိုင်ငံတွေအတွက်ကောကျွန်တော်တယောက်သူတို့အတွက်ကျွန်တော်တို့အားလုံးဝမ်းမြောက်ပေးကြရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့စွမ်းရည်ဒီထောင်တွေကိုတွတ်ဖောက်ပြီးတော့ကယ်တင်ပေးနိုင်ခြင်းမရှိပါဘူး။အဲ့တော့လွတ်လာတာကိုပဲကျွန်တော်တို့ဒီဝမ်းသာမှာဖြစ်ပါတယ်။သို့တော့ဒါဒီကျွန်တော်တို့ရဲ့တော်လာရေးအင်အားစုကိုတဖြည်းဖြည်းချင်းနဲ့ဒါစပြီးတော့ခွဲထုတ်လာပြီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သတိချရပါမယ်။ ထွက်လာတဲ့အကျဉ်းသားတွေမှာလည်းတချို့အကျဉ်းတော်တွေမှာဘူဝရှိမှာမဲဘုံ ထောင်ထားတယ်လို့လည်းကြားရပါတယ်ဒီချိန်မှာအကျဉ်းသားတွေအနေနဲ့ကလည်းမဲဘုံကိုစောင့်ကန်ပြီးတော့မဲမထည့်နိုင်ဘူးအစောက်မကန်တော့မှမဲမထည့်နိုင်ဘူးဆိုပြီးတော့လုံးလို့မရတဲ့အနေအထားမျိုးတွေရှိပါတယ်အဲတချို့တွေမှာလည်းပြည်ရဲမှာဖန်ဝန်းထဲမှာပါလို့ငါးငါးကာကြီးပါလို့ချောင်ပြည့်ပြီးတော့ပုံရှိုးနေရတဲ့ဘဝတွေဘဝသမားတွေပေါ့နော်အဲ့လိုအခြေအနေရှိတဲ့လူတွေအများကြီးရှိပါတယ်သူတို့ဒါကတော့ အသက်ရှူချောင်းသွားပြီဒီအတွက်ကျွန်တော်တို့ကဝါစာပေးရမှာပဲဖြစ်ပါနောက်ပိုင်းလဲနောက်ထပ်အဲ့လိုမျိုးမင်းအောင်လိုင်လိုမျိုးအာနာရှင်ဆာနဲ့ခေါင်းဆောင်တွေလာအောင်ပါလာတိုင်းလဲဒီလိုမျိုးပဲဆွတ်ပဲဆွတ်ပဲနဲ့လွတ်ပေးသွားမှာ ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဇန်နဝါရီ24နဲ့မတ်လ29ပြီးရင်တို့ရဲ့တရားမွေရွေးကောက်ပွဲပြီးတာတဲ့နေ့ကျရင်ချိန်မှတ်မထားတဲ့သူတွေအထိလွတ်သွားအောင်မှာဖြစ်ပါတယ် ဒါကသူတို့ကျွန်တော်တို့တော်လိုင်းကိုအပိုင်ပိုင်ကွဲလာအောင်စပြီးတော့လုပ်နေပါပြီ။ဒါကကျွန်တော်တို့သတိချက်အမှာပါ။သတိချက်အမှာ ဖြစ်ပါတယ်။ပြီးရင်ဒီနေ့ကျွန်တော်တို့နိုင်ချင်းတွေကနေလွတ်သွားတဲ့ဆရာတယောက်ပြောတော်လာသဘောကျပါတယ်။အမေဆုနဲ့အတူတူနှစ်ပေါင်း90အထိနိုင်ငံရေးပါတီရေးတွေဆက်ပြီးတော့ဥဆောင်သွားမယ်လောက်ကင်သွားအောင်မယ်ဆိုတဲ့အတန်ဟာတော့ကျွန်တော်တို့အတွက်အားတက်စရာစေအောင်စုအတွက်ကတော့ ြောက်လန့်စရာစကားတစ်ခုလိုပဲကျွေးကြော်ချက်ပေါ့နော်ကျွေးကြော်ချက်တစ်ခုလိုပဲမှတ်ယူရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့စီးရီးသတင်းသုံးသပ်ချက်လေးတွေပဲကိုတွားအောင်ပါမကွေတိုင်းတောင်းမြန်နယ်အတွင်းတို့အကြပ်တက်အောင်ဆက်ပြီးအင်အားဖြစ်တင်းမှုပြုလုပ်လာတာကိုတွေ့ရပါတယ်ဆက်ယူခြေစားအမှတ်20ကာဝေးပစ္စည်းဆက်ယူရနေစီးရီးတန်း20ထွက်လာခဲ့တာရှိပါတယ်ခမန်းရ250ဝင်းကျင်ဖြစ်ပြီးတော့တာမန်နဲ့ဦးစည်းကောင်းပေါင်းကိုတော့စီစစ်နေရသေးတာဖြစ်ပါတယ် အစောပိုင်းစကြောင်းရဲ့စည်ရင်ညီမန်းချက်ဟာစက်တက်လေဒီတစ်ချခံခဲ့ရတဲ့နေမျိုးကိုဝင်ရောက်ဖို့ဆိုတာထက်အင်အားနဲ့ရင်နှန်းချိန်ထိုးမယ်ဆိုတာကလိုအပ်တဲ့မော်တော်ယာဉ်ထဲနှစ်ဆနီးပါးအသုံးပြုလာတာကိုတွေ့ရပါတယ်။ဒါကြောင့်ရိခါခဲယံပစ္စည်းတွေပါတင်ဆောင်လာတယ်လို့တွက်ဆရပါတယ်။တရားရင်းမြစ်ကြေကံစင်မဝဲမြို့နယ်ကြောက်ကြီးတော့ကနေမိချောင်းရက်ထိအင်အားစီစဉ်စစ်ကြောင်းကြောင်းဒီမန်နေ့မှစ၍လှုပ်ရှားမှုရှိလာနေတာကိုတွေ့ရပါတယ်။ ဗရန်ဒန်နဲ့နိုင်ငံစစ်မျက်နှာမှာတော့စုံကုန်းခြေဆိုင်အမှတ်905အမြောက်စစ်စီကိုကဲမှုဌာနချုပ်ကနေလက်နက်ကြီးပြစ်ခတ်မှုရှိခဲ့ပါပြည်ပြင်းထိတဲ့တိုက်ပွဲတွေကတော့ဂျမန်တွေကအထိငြိမ်သက်နေခဲ့ကြတဲ့အောင်ဖြစ်နေပါတယ်မကွေးတိုင်းတွင်းမှာရှိတဲ့ပသိမ်မော်ယာလမ်းမကြီးကိုတော့အပိုင်းလိုက်အကန့်လိုက်ဒေသခံကာကွယ်ရေးတပ်တွေကထိ ंछ ုံနိုင်မှုအားကောင်းလာနေပြီဖြစ်ပါတယ် မန္တလေးတိုင်းပြည်ဦးလက်ထက်နယ်အတွင်းသို့စစ်ရင်နှစ်စီးအင်အား50ဝန်းကျင်တနင်္လာနေ့ညနေပိုင်းမှာဝင်ရောက်လာခဲ့တာကိုတွေ့ရပါတယ်။မရယာမြို့နယ်အတွင်းကနေစေကူးမြို့နယ်အတွင်းကိုစစ်ကြောင်းလေးကြောင်းခွဲပြီးအကြမ်းဖက်တပ်ဟာဝင်ရောက်လာနေတယ်လို့ဒေသခံတွေကဆိုပေမဲ့စစ်ကြောင်းနှစ်ကြောင်းရဲ့လှုံ့ရှားမှုကိုတော့မြင်နေရပြီဖြစ်ပါမြင်ရတဲ့ဝင်လာတယ်လို့ယူဆရတဲ့စစ်ကြောင်းဟာနတ်ကြီးတွေကိုကျော်လွန်လာခဲ့တာကိုတွေ့ရပါတယ်။ ။ဆက်လက်အင်းဘက်ကနေတက်လာတဲ့စေချောင်းကလည်းကရက်ချင်းကျိုးဝိုင်းအထိခြေကုပ်ယူလာနိုင်တာကိုတွေ့ရပါတယ်။စဲလူချောင်းကဒါကြော်လိုက်ပြီဆိုတာနဲ့လက်ပံကရွာထဲကိုဝေရောက်လာနိုင်မဲ့အနေအထားဖြစ်ပါတယ်။အစောကစကြောင်းစကြောင်းကတော့ထိတွေ့မှုကြီးကြီးမားမားမရှိပဲစင်ကူးနယ်မြေအတွင်းသို့ရောက်ရှိလာခြင်းဖြစ်ပါတယ်။တရားတော်ဆိုရင်မိုင်းဖြစ်စင်တောင်ရှိပုံမရဘူးဆိုပေမဲ့စစ်တပ်ဟာနေချောင်းဆောင်ချောင်းအသုံးပြုပြီးရွေရှားနေတာဖြစ်မယ်လို့ယူဆရပါတယ်။ ဒေတာကန်တွေရောစစ်ပေးဆောင်အဖွဲ့တွေပါတရေရရှိမှုနောက်ကြတဲ့အတွက်အစ်စ်ချောင်းတွေကြီးကပ်လာမှသာဂရိုက်ကြိုက်ထွက်ပြေးတင်းဆောင်ကြရပါတော့တယ်မရရမျိုးနဲ့ဆယ်တော်ကြီးနယ်မြေကိုအကြမ်းဖက်တပ်တွေပြန်လည်ထိရှုပ်နိုင်ပြီဆိုကြဲကစစ်ကူးတပိတ်ကြီးနယ်မြေတွင်းသို့အကြမ်းဖက်အစ်စ်ချောင်းတွေဝင်ရောက်လာဖို့အလဲကျလာပြီလို့သတိပေးခဲ့ပါသေးတယ်ဒါကြောင့်ဒေတာကန်တွေအတွက်ခံမှန်းသုံးသပ်ချက်တွေကတော့ဆက်ပြီးပြေးနေပြုံးပါပါ အကြမ်းဖက်တဲ့ဟာမိုးလုံးကိုတစ်ချိန်လုံးအာယုံလွှဲပေးထားပြီးစင်ကူးနယ်မြေကိုအေးအေးဆေးဆေးစိတ်တန်းကြဝင်ရောက်လာတဲ့အနေအထားဖြစ်ပါတယ်။ပြောရမယ်ဆိုရင်စင်ကူးနယ်မြေဟာခံစစ်စီကျိုးပေါက်သွားတဲ့အနေအထားဖြစ်တဲ့အတွက်အရေးကြီးနယ်မြေတွေအတွင်းထိအကြမ်းဖက်တပ်တွေရောက်ရှိလာမယ်ဆိုရင်တော့ခြေတွေတိုက်ပွဲတွေပြင်းထန်လာပါမလားပြင်းထန်လာနိုင်ကြမရှိနိုင်ဘူးလို့တောင်းတွက်ဆရပါတယ်။ ချမ်းပြည်နယ်မြောက်ပိုင်းဒီဘောမျိုးနယ်အတွင်းသို့ဆင်းနာဆက်တောက်စီဝင်ရောက်လာခဲ့တာရှိပါတယ်။အစောပိုင်းနဲ့အားနောက်ချိုမျိုးနယ်အတွင်းကဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးဂျမန်နေ့ကအထိအင်တော်ကြောက်ကူလမ်းပိုင်းမှာလမ်းလုံးကြုံရေးအဖွဲ့ရှိနေတာကိုတွေ့ရပါတယ်။ပြီးရတဲ့နိုဝင်ဘာလ23ရက်နေ့ကမိဒီလာတပ်နယ်အတွင်းကနေထွက်သွားတဲ့ရင်နှန်းဆက်ဖို့နှစ်စီးဆိုတာဖြစ်နိုင်ခြေရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ အဆိုပါစိတ်ရင်နှန်းတွေဟာမကွေတိုင်းတွေကိုဂျမန်လေးကအထိဝင်ရောက်လာခြင်းမရှိခဲ့ပါဘူး။၎င်းစိတ်ရင်နှန်းအမှတ်33ခြေလင်းတပ်မဌာနချုပ်ကအဖွဲ့တွေဖြစ်ပါတယ်။ဇိုင်းတိုင်းတွေမှာအမှတ်33ခြေလင်းတပ်မဌာနချုပ်လက်အောက်ခံအမှတ်332မိလူဝါနဲ့အတူပတိခြေဆိုင်အမှတ်၄ခြေလင်းတိုင်းရင်ခြေပေါ်ခြေဆိုင်တိုင်ရင်တွေဖြစ်တယ်အမှတ်၄၀နှစ်ခြေလင်းတိုင်ရင်အမှတ်၁၁ခြေမြန်တိုင်ရင်ဝင်းလိုခြေဆိုင် အမှတ်131ချင်းမြန်တပ်ရင်းတွေရဲ့စစ်ကြောင်းတွေကတော့လှုပ်ရှားနေတယ်ရှိနေတာကိုတွေ့ရပါတယ်။ပုံကျော်ခြေဆိုင်အမှတ်86ချင်းလင်တပ်ရင်းသခိုင်းခြေဆိုင်အမှတ်73ချင်းမြန်တပ်ရင်းပတိုင်ခြေဆိုင်အမှတ်116အမှတ်119ချင်းမြန်တပ်ရင်းနဲ့ဝိတ္တိုလ်ခြေဆိုင်အမှတ်120ချင်းမြန်တပ်ရင်းတို့ဖြစ်ဖို့ညားနေပါတယ်။ ချေဟိုကြောင်များခြေလိုက်တတ်ဖြစ်တဲ့အမတ်စနစ်ခြေမြန်တရင်ကတော့နောက်တန်းဌာနချုပ်ကို ခမန်းရတရားဝင်ခြင်းစစ်ရဟန်းရင်နေနဲ့ပြန်လဲဝင်ရောက်လာခဲ့ပြီးဂျမန်နေ့မနေ့ပိုင်းထိတရင်တွေကနေစစ်ကြောင်းတွေလည်းထွက်ခွာလာတာမရှိသေးသလိုစစ်ရဟန်းရင်နဲ့ပြန်လဲခေါ်ဆောင်တာမျိုးလည်းမတွေ့ရသေးဘူးဖြစ်ပါနေကင်းတိုင်းမှာတော့အနေပိုင်းတိုင်းစစ်တာနာချုပ်နားနေတဲ့ကနေ MI70 စစ်ရဲရင်အမိနံပါတ်6610ဟာအမတ်စနစ်ချင်းမြန်တိုင်ရဲ့အတွင်းသို့ရောက်ရှိလာပြီးတော့အင်အားတချို့သေဆောင်က မော်ရာခြေဆိုင်အနောက်ရပိုင်းနယ်စစ်ဌာနချုပ်အတွင်းသို့ပို့ဆောင်ခဲ့တာကိုတွေ့ရှိရပါတယ်။ထို့တူတခိုင်းမြို့ကသာဖြစ်တဲ့အမတ်ဆက်သုံးရှင်များတိုင်းရင်းအားလည်းယခုရင်းနှံအတွင်းမှာပါဝင်နိုင်နေနေပါတယ်။ဘာလို့လဲဆိုတော့သခိုင်းရဲ့ခရိုင်ချင်းဆက်လမ်းကြောင်းတွေမင်းကုန်းနဲ့ခြေမြကြီးအင်းနယ်မြေတွေကိုအချမ်းဖက်တဟာအင်အားဖြည့်တင်းထားတာကိုတွေ့နေရလို့ဖြစ်ပါတယ်။ကျလဲကြတဲ့မိုးရွာခြေဆိုင်အမတ်ဆက်ကြောင်းချင်းများတိုင်းရင်အားလည်းဗမောက်ဘက်ကစစ်ကြောင်းတစ်ကြောင်းနဲ့လာရောက်ရှိနေခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအလယ်ပိုင်းလောက်တုန်းကကဏီမြို့နယ်ချောင်းမကြီးရွာမှာစစ်ကြောင်းလိုက်အတုခံထားတာကလည်း MS6 ချင်းပြန်တရင်ရဲ့စစ်ကြောင်းတွေဖြစ်နေပါတယ်။ဘုရားအကြီးကောင်ဘုရားငယ်ကောင်ဖြစ်မလဲဆိုတာကအစည်းအဝေးနေရာလေးဖြစ်ပါတယ်။အကြီးကောင်ငယ်ကောင်ဆိုတာချင်းလေးချင်းပြန်တရင်နေတဲ့မှာစစ်ကြောင်းတင်းနှစ်ဆိုပြီးတော့ခွဲထားပါတယ်။တစ်ဒီအကြီးကောင်နှစ်ဒီအငယ်ကောင်ပုံမှန်အဖြစ်တစ်ဒီတရင်မူနှစ်ဒီလူတရင်မူတရင်မူမရှိတဲ့အခါမျိုးမှာ တစ်ဒီဒုတယမူနှစ်ဒီဘုံမှုတယောက်ဦးစီးပါဆက်ရရင်တိဝါမျိုးကိုရောက်လာတာအဲ့ဒီစစ်ကြောင်းတွေဆိုရင်တော့အကြမ်းဖက်တဲ့အမတ်စနေစစ်စေကိုကဲမှုဌာနချုပ်နဲ့အမတ်၁ချေလင်တက်မဌာနချုပ်အဖွဲ့တွေကိုပြန်လည်ဆုတ်ခွာခဲ့ပေမဲ့နောက်ထပ်တက်မမှုအစီဦးစီးတဲ့စစ်ကြောင်းကြောင်ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ပါတယ်ပြီးတော့ပုံမှန်တိုင်းမန္တလေးပြည်ဦးလေနောင်ချိုလမ်းမိုင်းကနေဝင်လာရင်ရပါလေရဲ့ ။ဘာကြောင့်မိဒီလာတန့်တွေကနေတဆင့်သာစီရက်ဆောက်လမ်းကြောင်းကနေဝင်လာခဲ့ရပါတယ်။နောက်တစ်ချက်ကအမှတ်33ခြေလင်းတပ်မဌာနချုပ်ဟာဖခန့်ကနေလဲသတင်းအပြောင်းနဲ့နောက်တန်းပြန်ရောက်ခဲ့တယ်လို့ယခုလဲလမ်းတွေတတ်ပြီးတော့ရှမ်းမြောက်ကိုဝင်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။ကြောက်ရင်ဖခန့်လေတာမှာဆိုင်ငယ်ဘိမ့်ပေါတာတောင်ဆိုရှယ်မီဒီယာပေါ်မှာသတင်းချက်ချင်းရောက်လာနေတတ်ပေမဲ့တမကြီးတမလုံးစကိုင်းတိုင်းတွင်းကိုရောက်ရှိလာမှပဲကျွန်တော်တို့ဟာသိရှိရပါတော့တယ်။ ဒါပုံမှန်အစဉ်နဲ့တရားမဟုတ်လို့မရိုးသားဘူးလို့ဆိုရမှာပေါ့ကြည့်ရရင်တော့အမှန်33ချီလေတမဌာနချုပ်ဟာခွေးတဖို့ကြောင့်ချောင်းနေပြီလို့ဆိုရမှာဖြစ်ပါတယ်ဒီလိုဆိုပါလေဘေးတက်ပေပဲဖြစ်ဖြစ်ရှမ်းမြောက်ကိုတော့တက်တွေပြန်ရောက်လာနေပြီဖြစ်သလိုလမ်းလုံးဂျုံရေးတွေလည်းရှိနေသေးတဲ့အတွက်အသက်သုံးမဟုတ်အစင်တစ်ခုခုကတော့ရှိနေပါလေဦးမယ်စီဝါလာဂျုံလာမိုင်းကလည်းအသုံးပြုခွင့်ပိတ်ပင်ထားဆဲဖြစ်တဲ့အတွက် ၎င်းစစ်ကြောင်းတွေရဲ့ညီမန်းချက်ဟာဘာဖြစ်နိုင်မလဲမိုးကုံမိုးမဲ့မြို့နယ်အတွက်ဆိုရင်တော့အချောင်မဲမြို့နယ်အတွင်းမှာသာအခြေပြုကြမှာဖြစ်ပါတယ်အကြမ်းဖက်တဲ့ဟာကုခိုင်ရဲ့တိမ်နီတိပြန်လဲထိ ंछ ုံနိုင်အဆူပြုတ်နေတယ်လို့လည်းကြားနေရတာရှိပါတယ်သို့တော့အကြမ်းဖက်တဲ့ဟာကုကန့်နယ်မြေတွေကိုပါတပ်တွေပြန်ပြီးအခြေချခွင့်ရခဲ့မယ်ဆိုရင်နေနေနဲ့ကြဲကြဲဝိုင်းတဲ့အနေထားတော့သာရှိပါလိမ့်မယ် နိုင်ငံရေးစည်ရေးရတော့တိတ်ခါပြန်ဆယ်နိုင်သွားမှာဖြစ်တယ်လို့စိတ်ကစစ်စီလှုပ်လို့ကောင်းတဲ့အနေထားလဲဖြစ်သွားမှာပါကျွန်တော်တို့ကလည်းအစိုးရနဲ့အကောင့်ကိုတွေ့ရမယ်ဆိုရင်တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာသူတို့ရဲ့တိုင်းရင်းဌာနချုပ်တွေမှာအင်အားတွေဖြန့်ဖွဲ့ထားရမှာဖြစ်တဲ့အတွက်ကြံတဲ့နေမြေတွေကိုထပ်မံဖြည့်တင်းရမယ်အင်အားတွေရုတ်ရော့စေမှာပဲဖြစ်ပါတယ်ရှမ်းမြောက်နဲ့ရှမ်းတောင်ကြားလာရှိုးတောင်ကြီးလမ်းပိုင်းပင်လုံကြောက်တန်း ထာကန်းကူဖြတ်သန်းတဲ့ကြောမှာတော့တော်ပန်းကလေးတွေနဲ့လှကျင်တာလှနေနေရှိနေတာကိုတွေ့ခဲ့ရပါတယ်စကိုင်းတိုင်းခမ်းမမျိုးကိုပြန်လဲထိချုပ်နိုင်မှုစူးစမ်းနေတဲ့စစ်ကြောင်းတွေရဲ့အခြေအနေကတော့ပန်လန်နေလက်နေပြီလို့မှတ်စားရပါတယ်။ဒါကြောင့်ဘုတ်ကန်နေမျိုးကိုတော့နေချောင်းတိုက်ခိုက်မှုပြုလုပ်ဖို့တောင်းခံနေတာကိုတွေ့ရပါတယ်။ဇယ်နေမျိုးနဲ့အတွင်းမှာတော့ဒေသခံပြည်သူတွေကိုည၈နာရီကနေမနေ့9နာရီအထိမဖြစ်မနေအရေးပေါ်အခြေအနေမှာအပ ဖြတ်တန်းသွားလာခြင်းမပြုကြဘူးကာဝေးတပ်ဖွဲ့တွေကဆော်ဟောနေတာတွေ့ရပါတယ်ကဲမလို့ခင်ဦးမျိုးနယ်အစမှာတော့စစ်ကောင်စီရဲ့စစ်ကြောင်းတွေဟာအထိနာထားပေမဲ့၎င်းတို့ခြေကုပ်ရယူထားတဲ့ကြီးရွာတွေကနေအပိပိုင်ဆုတ်ခွာသွားခြင်းမျိုးမရှိသေးတာကိုတွေ့နေရပါတယ်ဒေသခံကကွယ်တပ်ဖွဲ့တွေကတော့ရေဦးမြို့နယ်ဘက်ကနေလက်နက်ကြီးတရားရယူပြီးစစ်မျက်နှာဖွင့်တုံးဝေလာနိုင်ကြီးရှိတယ်လို့တွက်ဆထားကြပါတယ် အကြမ်းဖက်တဲ့အိုင်ပေါင်းကြောင့်ကြောက်တိုင်းကြည်စုပြည်သိင်းင်းနဲ့မုံလရွာတွေကိုအင်အားသုံးပြီးတိုက်စစ်ဆင်လာတာရပောင်း20နားနီလာပြီဖြစ်ပါတယ်။ဒေသခံကဝေးတက်တွေရဲ့ထုတ်ပြန်ချက်တွေအရဂျန်ဂျန်တိုက်စစ်ဆင်မှုထက်ခေယားရှင်တွေရခံစစ်ဆင်မှုအခြေအနေပဲရှိနေတယ်လို့သိရှိရပါတယ်။ဒီလိုမျိုးပြောရတဲ့ကျွန်တော်တစ်ဖက်လိုက်ပြီးပြောတယ်လို့ဖြစ်ပါလိမ့်မယ်။ဒီထုတ်ပြန်ချက်တွေဟာဒေသခံကာဝေးတက်တွေရဲ့ထုတ်ပြန်ချက်တွေဖြစ်ပါတယ်။ အင်အားခဲရန်လိုအပ်နေပြီဆိုရင်ကျွန်တော်တို့ပြည်သူတွေဟာဘာလုပ်ရမလဲဆိုတာဒီ9လတာကာလဖြစ်နေပါပြီ။ဘေးအားလူအားဘေးအားကူပါကျွန်တော်တို့လိုက်ပြောနေကြမလို့တော့ဘူးလို့လည်းယူဆပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘေးကိုလူရင်ဘာဖြစ်မလဲဘေးကိုလူရင်ဘာရတယ်အဖေးတို့လူခဲ့တဲ့နေရာတွေတို့ပူခဲ့တဲ့နေရာတွေကဘလို့စခန်းသိမြို့သိကြိုက်ပွဲကြီးညအောင်ပွဲကြီးညလုပ်ခဲ့တယ်ဆိုတာဒီကာလမှာကျွန်တော်တို့တွေကလိုက်ပြီးတော့ပြောပြကြရမလို့တော့ပါဘူး။ ပြည်သူတွေအားလုံးသိရှိပြီးဖြစ်နေပါတယ်။တစ်ဆက်တည်းမှာပဲတိုက်ပွဲကြီးကြီးမားမားဖြစ်ပေါ်လာနိုင်ခြင်းမရှိပေမဲ့ထိတွေ့တိုက်ပွဲလေးတွေကတော့ခက်စိတ်စိတ်ရှိလာနိုင်ပါတယ်။ကမ်လူခေဦးစကြနယ်မြေတွေဟာရေရှည်စစ်တမ်းတက်နိုင်တယ်လို့ခံမှန်းထားတာကိုလည်းတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်ကဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ဝက်လက်မြို့နယ်ဆိုင်လန်လေးရွာပင်းကနေအင်အားစီစီတဲ့စစ်ကြောင်းဟာရွှေဘုံမြို့နယ်ဖုံးတဲ့ရွာဝင်းကျင်ဘက်သို့ရောက်ရှိလှုပ်ရှားနေတာရှိနေပါတယ်။ အကြမ်းတဲ့အနေနဲ့ကတော့ဆေးရွှေပြောင်းမှုတွေရှိလာအောင်မှာဖြစ်ပါတယ်။စစ်တမ်းမှုတစ်အစာရောခန့်အတာပြီးမုံရကိုရောက်ရှိလာပြီးဖြစ်ပါတယ်။စေဦးစီးတက္ကသိုလ်ကျောင်းကြီးဘုရုပ်ကျော်သူကစစ်တက္ကသိုလ်အပတ်စဉ်30ခုဖြစ်ပါစစ်တပ်ရဲ့ထုံးစံအရသူ့ရှိမှာပြုတ်သွားတဲ့ဝယ်မလူရဲ့နောက်ကျောင်းကိစ္စတွေကိုမြေလံပါလိမ့်မယ်။ဒါကြောင့်နမခနယ်မြေတွင်ကနမခတိုင်းစစ်ဌာနချုပ်နဲ့ဆက်ဆက်ပြီးတော့ လုံတဲ့လုပ်ငန်းတွေမှန်သမျှရလိုက်ပါလက်ဆောင်လိုက်ပါလို့ကျွန်တော်ထပ်ပြီးတော့အကြံပေးပါရစေ။ဆရာရေယခုနောက်ဆုံးစတိုင်းမှုတွေလည်းပါစေဦးစီးတက္ကသိုလ် အကြောင်းကနေတိုင်းမှုဖြစ်လာတာနှစ်ယောက်ရှိနေပြီဖြစ်ပါမော်ရုံလက်လွတ်ထားရတယ်ကဲအောင်လာဒေတာတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုကြော်ကြော်ဟာလည်းဥစားတာအကြောင်းကြီးကနေဖြစ်လာခဲ့တာပါအညာသားတွေကတော့စစ်တိုင်းမှုအစ်စ်ကိုပုံစံအစ်စ်တွေထပ်ပြုံးမဲ့အခြေအနေတွေအများကြီးရှိနေကြပါတယ် သဘောတိုင်းနောက်ကျမ်းကတော့မြေကြီးတိုက်ပွဲပေါ်ဆောင်မှုတွေတဖြည်းဖြည်းချင်းအရှိန်ရလာနေတယ်ဖြစ်ပါတယ်။နတ်ပြည်ကဒီဝီကလည်းအစားပြုလိုက်တဲ့ဆက်စင်ရာတာယာဝတီခရိုင်အတွင်းမှာခံချက်ကြီးချိတ်ဆက်ပေါ်ဆောင်နိုင်ရခြင်းဖြစ်ပါတယ်။နတ်ဒလင်းမြို့နယ်ဖြူကုန်းရွာဝင်းကျင်မှာတိုက်ပွဲပေါ်ဆောင်နိုင်ခဲ့သလိုပေါင်းတဲ့မြို့နယ်ပန်းတင်ရွာကနေထွက်လာတဲ့စစ်ကြောင်းကိုစောက်ကြိုမိုင်းဆွဲပြီးတိုက်ခိုက်မှုပြုလုပ်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။အစောပိုင်းတိုက်ခိုက်မှုများမှာအကြမ်းဖက်တပ်ဘက်မှမျက်မြင်ထိခိုက်မှုများရှိခဲ့ပြီးတော်လိုင်းရေးတပ်ဘက်ကအထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ကြတာကိုသိရှိရပါတယ်။ကျိုးမင်းကောင်းနဲ့အုပ်ဖို့မျိုးနဲ့အရှိနဲ့အရှိချမ်းဆမ်းမင်းကောင်းကြည်ရက်ဖရာကြီးကောင်းနဲ့တရရနဖရာစတဲ့ကြီးရွာတွေမှာဒေသခံကာဝေးတပ်ဖွဲ့ဝင်တွေအဝေအထွက်ရှိနေတယ်ဆိုပြီးစစ်လော်ဘီတွေကနှက်ကြောင်ပေးလာတာရှိနေပါတယ်။ဗရောင်းတန်နဲ့ညောင်ကျိုးစစ်ညက်လာမှာတော့ထိတွေ့မှုတွေရှိနေသေးပြင်းထန်နေသေးဖြစ်ပါတယ်။လေလာတော်ဘက်မှာ drone နဲ့အာရခတပ်ဘက်ကိုတိုက်ခိုက်နိုင်ခဲ့တယ်ဆိုတာဟုတ်ပါတယ်။ စစ်ပွဲတွေဆိတ်ရဆိတ်ရဆိုတာကိုခံရတာတကွက်မှမပါပဲကိုကတီးလိုက်ရတယ်လို့ညီလှုပ်ဆောင်ကြတာဖြစ်ပါတယ်ကျွန်တော်ပြောပြပါမယ်စစ်တပ်ခံလိုက်ရတာဒီပါလဲဆိုတော့ကျွန်တော်တို့ရိုးအောင်ဖက်ချမ်းမတုံတယ်မြေဘက်မှာအကြဖက်တဲ့ဟာအထိနာနေတဲ့ရှိတာကိုတွေ့ရပါတယ်ချစ်တဲ့တိုက်ပွဲဖြစ်တာလားဆိုတော့ကြီးကြီးမားမားလည်းမဟုတ်ပြန်ပါဘူးကိုဆိုင်တဲ့မို့ကိုပြန်စားနေကြတာဖြစ်ပါလိမ့်မယ်ဒို့ဒီမဟုတ်ရိုးဘော်ကိုတက်ဖို့ကြိုးစားနေရင် မိုင်းနှင်းမိတဲ့ဖြစ်စဉ်တွေကများပုံရပါတယ်ဗရောင်းမြုံနယ်ကနာမှုကူညီရေးအသင်းသုံးနှစ်စလုံးပြန်ပြီးတော့အလုံးရှုံနေကြပြန်ပြီဖြစ်ပါတယ်ရခိုင်စစ်မြေနာကိုကြည့်မယ်ဆိုရင်တော့ပဲခူးတိုင်းနဲ့မကွေးတိုင်းဘက်ကနေရခိုင်ပြည်နယ်တောင်ပိုင်းကိုပြန်လည်ဝင်ရောက်ဖို့ကြိုးစားနေပေမဲ့အကြမ်းဖက်တာဟာတိုးမပေါက်ပဲအထိနာလေးရဲ့အရှိမြဲတာဖြစ်ပါတယ်အစောပိုင်းမြေတွေမှာစစ်မျက်နှာစာဖွင့်ထားတဲ့ကာလဟာလည်းကြာမြင့်လာနေပြီးအထူးကိန်းများလာတဲ့အတွက် ARV တိုင်းဘက်ကနေတဖန်ပြန်ပြီးစ조사လာတာကိုတွေ့ရပါတယ်။စာပေါင်းမျိုးနယ်ကနေခွားမျိုးနယ်တွေကိုပြန်လည်တိုက်ဆက်ဆင်လာခဲ့ပြီးထိတွေ့မှုတွေရှိခဲ့ပေမဲ့အပေါင်းနှုတ်တော့မသိရသေးပါဘူး။သို့သောစစ်ရင်ရင်နေနဲ့ခွားမျိုးနယ်ဘက်ကိုလက်နယ်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုတော့ကြမ်းဖက်တာဟာအထိနာနေပြီလို့ပဲသတ်မှတ်ရပါလိမ့်မယ်။အကြမ်းဖက်တာဟာကိုချေတို့နဲ့တွေ့ပြီဆိုရင်ဒေသီဆိုတာနဲ့ကွဲပြီးသားလို့သာမှတ်ယူရပါဘူး။ စာမောင်းမြို့နယ်အတွင်းမှာလည်းအမှတ်၆၆ခြေလင်းတပ်မဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေခံတပ်တွေရှိနေတာဖြစ်ပါတယ်ကကြင်ကြီးနဲ့ဗမာစစ်မျက်နှာမှာတော့နိုဝင်ဘာလ25ရက်နေ့မှာအထူးပေးတိုက်ပွဲတစ်ခုရှိခဲ့ပါတယ်။မြို့တော်ကလည်းကြံပြီးဆုတ်လာတဲ့အမှတ်320ရှင်မြတ်တရရဲ့စစ်ကြောင်းတစ်ခုမသိကတ်ခဲ့တယ်လို့သိရှိရပါတယ်။လင်းမိုင်ဘက်ကလည်းမြို့ရင်းဘက်ကပြန်လဲဝင်ရောက်စဉ်ဘူကြီးအောင်ကိုကိုဦးစီးဆက်ပြောက် မက်ဆီကိုက်ပြီး၃ရောက်ထိုင်ရာအပြင်းထန်ရရှိပါတယ်။မက်ဆီကိုက်တဲ့ဘိုးကြီးဟာသူ့ရဲ့ဖေရလည်းဘိုးကြီးရောခမောင်ညိုဖြစ်နေတာကိုတွေ့ရပါတယ်။စိတ်မကောင်းဖြစ်ရပါတယ်။ဒရုန်းနဲ့ဒရော့ဘုံတစ်လုံးနဲ့ချပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတခါလဲ၁၂ရောက်မပြည့်တဲ့အတွက်ဒရာစင်တို့ထည့်ပြီးမကျင်ညာလို့ဖြစ်ပါတယ်။ဘမောဟာမြို့ရဲဘက်ကမှာထိတွေ့ဖြစ်စဉ်နေပါသွားပြီပဲ မြို့မြင်မှတ်မှာတော့အမဲ့တွေချွေနေတဲ့ရှိနေသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။လက်နေကြီးပြကမှုတွေရှိနေတယ်ဆိုတဲ့ဖားကမ်းမြို့နယ်နဲ့စီရင်တင်မာနေတဲ့မွန်းညင်းအင်တော်ကြီးဒေသမှာတော့တရားမဝင်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်လာနေတာကိုတွေ့ရပါတယ်။အင်တော်ကြီးဒေသဟာပထမအကြီးပြုလုပ်မှာဖြစ်ပေမဲ့ဖားကမ်းမြို့နယ်ကတော့ပထမဒုတိယစီရင်ထဲမှာမပါဝင်သေးပါဘူး။ဒါ့ပေမဲ့ကိုယ်စလဲတော့နေအောင်မဲဆွဲတဲ့ကြောင်ညာဆိုင်မှုတွေစိုက်ထူလာတာကိုတွေ့ရပါတယ်။ ချင်းပြည်နယ်ဤရိမျိုးနယ်ဆဲကံကြီးကမှာအဖိတွေတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျိုးမဟုတ်ပဲပြစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အနေအထားများဖြစ်တာကိုတွေ့ရှိရပါဆလာမျိုးကိုဝင်ရဖို့ကြိုးစားလာတဲ့အကြမ်းဖက်စစ်ကြောင်းတွေကတော့စုဖွဲ့နေသေးတာဖြစ်ပြီးရပ်တန့်နေသေးတာဖြစ်ပါတယ်။ခြေရတိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပဲနဲ့ရပ်တန့်သွားရခြင်းဖြစ်ပါတယ်။ဝေဘူးရတော်မှာစစ်ကြောင်းတိုင်းအထိနာသွားတဲ့အတွက်တိုက်စစ်အင်အားချိနဲ့သွားရခြင်းကြောင့်ရပ်တန့်ခါရခြင်းပြီးတော့ တင်အားကြီးစစ်ဘူးစစ်ကြောင်းကိုစောင့်ဆိုင်ခြင်းပေလောဆိုင်ခြင်းဘက်ကနေတိုးလာတဲ့စစ်ကြောင်းအလာကိုစောင့်ခြင်းပေလောဆိုသည်မဟုတ်ဖလန်းမျိုးနယ်ကိုတရားမဝင်ရေကောက်ပွဲပြုလုပ်ခွင့်နဲ့ရီကောဒါမျိုးကိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဆိုတဲ့သဘောတူညီချက်ကိုစောင့်ဆိုင်နေခြင်းပေလောဆိုတာကတော့မြေပြင်ရလဒ်တွေကိုစောင့်ကြည့်ရတော့မှာဖြစ်ပါတယ် တောင်စလမြေမှာအောက်ချင်းအလံတွေထားဝစဉ်မိုးရံတို့လွတ်ပြန်နေပါသေးကြောင်းစူတောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲကြီးရအောင်ပွဲကြီး